မွန်ပြည်နယ်တထုံမြို့နယ်မှာရင်စည်းကမ်းပညာပေးကာလကုံဆုံးချိန်မှာစီကမ်းမဲ့မောင်းနေတဲ့မော်တော်ယာဉ်တွေကိုလာမဲ့ဇူလိုင်လကစပြီးဖမ်းဆီးအရေးယူမှာဖြစ်ပါတယ်။ခွန်ပါတာကတင်ဆက်ထားပါရရှင်။မွန်ပြည်နယ်တထုံမြို့နယ်မြင်းနီကောင်းချေးရွာအနီးရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာမော်တော်ယာဉ်မောင်းချိန်မှာအုံပြုတ်နေတဲ့အချက်ပြမီတီစနစ်တကျမှန်ကန်ဖို့နဲ့တမမိုင်နှုံးထက်ပုံမောင်းတာတွေမရှိအောင်ပညာပေးတော့ငါးတွေကိုဇူလ22ရက်နေ့ကစတင်ဆောင်ရွက်နေတာပါ။ အဲ့ဒီအစီအစဉ်ကိုတော့သက်ဆိုင်ရာရင်ထင်းရဲတပ်ဖွဲ့နဲ့တထုံခရိုင်ကုန်းလန်းပို့ဆောင်ရေညွန်ကြေးမှုဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးပညာပေးကာလကုံဆုံးချိန်မှာတော့အစတင်အရေးယူမှာဖြစ်ပါလိမ့်ပညာပေးကာလမှာတို့အဒီအချိန်တိုင်းကရိယာနဲ့တော့ကျွန်တော်ရင်းနေဖို့စစ်စစ်ချင်းဆောင်ရွက်တော်မှာဖြစ်ပါတယ်သူမျိုးတွင်တတ်မှတ်ထားတဲ့မိုင်တို့မျိုးပြင်မောင်းနေရမယ့်မိုင်တို့တိုင်းကိုကျွန်တော်တို့တိုင်းတာပြီးတော့မှတ်တမ်းရယူဆောင်ရွက်တော်မှာဖြစ်ပါတယ်ပညာပေးကာလပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အရေးယူခြင်းဖန်ဆင်းအရေးယူခြင်းဒါဒါတွေဆောင်ရွက်တော်မှာဖြစ်ပါတယ် အချက်ပြမီစနစ်မှန်ကန်ဖို့အတွက်ပညာပေးကလကိုဇွန်လ31ရက်နေ့အထိနဲ့တမမိုင်းနှုံးထက်ပုံမမောင်းနေတာဒီမဖြစ်ဖို့ပညာပေးကလကိုတော့ဇွန်လ30ရက်နေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်အခုလိုပြုလုပ်ရတာဟာရင်းတိုက်မှုတွေရော့ချစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောပါတယ်ရင်များကြော်တက်တဲ့အခါမှာအချက်ပြမီးရင်မှားရင်နေမှုနဲ့အချိန်နေအချိန်လွန်ပြီးတော့မောင်းနေတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုရည်ရွယ်ပြီး ျမတို့ပြုလုပ်ရခြင်းဖြစ်ပါတယ်။အဲ့ဒီဟာပြုလုပ်ရခြင်းကလည်းရင်တိုက်ခိုက်မှုတွေထိခိုက်ဒဏ်ရာရမှုတွေသေဆုံးမှုတွေများတဲ့အကြောင်းပြုလုပ်ရခြင်းဖြစ်ပါတယ်။အနောက်ကနေကြော်တဲ့မဲ့ရင်တွေဟာလမ်းအခြေအနေကိုကြည့်ပြီးကြော်တဲ့တာအများစုက highway ပေါ်သွားကားကြီးမောင်းသူတွေဟာဘယ်ဘက်ကိုအချက်ပြကြော်ခိုင်းတာတွေရှိပြီးဒါတွေကိုအမှန်ဖြစ်ဖို့အတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။ဒါပြင်ဆိုင်ပုတ်ဆိုင်ထူတာတွေလက်ကမ်းစာဆောင်ဖြန့်ဝေတာ တိုင်းစိန်ပြုတ်လုပ်ခြင်းမှာပညာပေးဟောပြောတာဒီလည်းပြုလုပ်လေရှိပါတယ်ကျွန်တော်ခွန်ပါတာပါ